မင်္ဂလာပါခொနီယသားသမီးများတို့တည့်ရက်သာဆောင်းရင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့အလုံမအိမ်မှာပူပင်တော့ကတွေများနေတတ်ပါတယ်စိတ်လုံးမကြစရာတွေများနေတတ်ပါတယ်ငွေကြေးကံတော့ကောင်းပါတယ်ရွှေလက်ဝေဒနာအလကုံအမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်အပူလောင်တတ်ပါတယ်ချင်းတူစီရနေပြီးတော့သတင်းကောင်းများကြားရတတ်ပါတယ်။နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ အနီရောင်နဲ့ပန်းရောင်ဖြစ်ပါလေရေရီယာအနေနဲ့ကတော့မိမိရဖျားမှာတပြေ23ညကလို့ပူဇော်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့အလုတ်နေရအိမ်နေရတို့ကောင်းတော့အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်သားသမီးအောက်လက်ငယ်သားများတို့ပူပင်တော့ကရောက်ရတတ်ပါတယ်ငွေပြောက်တာတွေခိုးခါရတာမျိုးတွေဖြစ်တတ်ပါတယ်အထူးသတိထားပေးပါလက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်အခြေအနေမှာတော့ဝေးလေကောင်းလို့မျိုးဖြစ်ပါတယ် နှစ်ရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရဖျားမှာကြာစံကြောကလူပူဇော်ပေးပါ။အင်္ဂါသားမိမိအတွက်ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့မကြားကျင်တဲ့သတင်းများကြားရတတ်ပါတယ်။အောက်လငယ်သားသားမိမိများအလုတ်ကနေအင်းရနေထွက်သွားတတ်ပါတယ်။ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေကြေးများပြန်လည်ရရှိနိုင်တဲ့နေ့မျိုးလေးဖြစ်ပါတယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။ အခြေအမှာတော့ကြာလေနေဝေးတက်ပါတယ်ငါခွန်ပါတယ်ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ်ရေရေအနေနဲ့ကတော့မိမိရံဖျံမှာဇပြတိကလို့ပူဇော်ပေးပါဗုဒ္ဓဦးသားသမီးများတို့ယနေ့မှာတော့သူများပြက်တနာကိုပြက်တနာဖြစ်တတ်ပါတယ်မြည်ဒီအရာမှာခေါင်းမခံအာမမခံပါနဲ့အလုံးမှာစိတ်ညစ်စရာဆိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ် အချင်းရင်းမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။၄၆ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်။ရေဒီယာနေနေရတော့မိမိရံပြတ်မှာပေါင်ပုံ၅ချက်ကလို့ပူဇော်ပြပါ။ဂျာရာပရိသရမိများတို့ယနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်ရတတ်ပါတယ်။အလုံးမှာသူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်။ရစရာရှိတဲ့ငွေကပြန်မရပဲနဲ့ထင်းကုန်ကြံ့ကြာနေတတ်ပါတယ်။ခေါင်းမကောင်းကြိုက်ဖြစ်တတ်ပါတယ်။ ချစ်တူရဲ့အထင်လွဲခြင်းကိုခံရတတ်ပါတယ်။ငားလေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်တဲ့အညိုရောင်ဖြစ်ပါတယ်။ယေရီယာနေနေရတော့မိမိရံဖျားမှာလဖိတ်ရင်ကလို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတတ်ပါတယ်။မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။အထက်လူကြီးအကြီးအကဲများဤအကူအညီများရရှိပါလိမ့်မယ်။အလားအပါရွှေရည်သနာနဲ့ပတ်သက်တဲ့ပစ္စည်းများ ဝင်လာတတ်ပါတယ်။ ဘိုင်အောင်ဘိုင်နာဖြစ်တတ်ပါတယ်ချစ်သူစီကနေပြီးတော့သတင်းကောင်းများကြားရတတ်ပါတယ်36ပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာလိန်မော်ကြီးကတ်လို့ပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့အနောက်ရှက်အပြိုင်ဆိုင်များကြုံတွေ့ရတတ်ပါတယ်စကားပြောဆိုညင်ခေါ်တတ်ပါတယ်အလောက်မှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ခေါင်းတစ်ချံကိုက်တတ်ပါတယ်။ အချင်းရင်းမှာတော့ဝေးလေကောင်းလေမျိုးဖြစ်ပါတယ်။အိမ်တော်ရင်းအနေနဲ့ကတော့တာယာနေပါလိမ့်မယ်။သုံးခုံပါတဲ့ကနိုင်များအချိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အနီရင်းအရောင်းဖြစ်ပါတယ်။ရေရအနေနဲ့ကတော့မိမိရံဖျက်မှာဖျဲသီးသုံးစိတ်ကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။